ကဘာပေါ်မှာစက်မှုပညာတွေနီးပညာစန်းတွေစက်ယုံတွေတိုးတက်လာတဲ့အများရာသီဥတုအပြောင်းလဲတွေလည်းများစွာဖြစ်ပေါ်လာနေပါတယ်။ဒီလိုတနေ့တခြားပြောင်းလဲလာတဲ့ရာသီဥတုတွေကြားမှာထူးဆန်းမှုတွေမမျှော်လင့်ထားတဲ့သဘာဝအဖြစ်ပြက်တွေကလည်းဒီနေ့ခေတ်ကဘာကြီးမှာဖြစ်ပျက်နေရွယ်ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ယာတိဥဒုအပြောင်းအလဲတွေကြောင့်ကဘာတဝမ်းမှာဖြစ်ပေါ်လာတဲ့ထူးဆန်းမှုတွေ တဘာဝအဖြစ်ပြက်တွေအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းရဲ့နောက်ွယ်မှာဘလို့မယုံကြည်နိုင်စရာကောင်းပြီးစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတွေဖြစ်ပျက်နေလဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုကြည့်လိုက်ရအောင်နော်။နံပါတ်1မြစ်တွေပျောက်ဆုံးလာခြင်းကဘာပေါ်မှာအရင်ကရေတွေအပြည့်နဲ့မြေကြီးကြီးတွေဟာယနေ့ခေတ်မှာတော့တဖြည်းဖြည်းနဲ့ပျောက်ကွယ်နေပြီပဲဖြစ်ပါတယ်။ ဥပမာအရင်ကရေတွေနဲ့ဖုံးလွှမ်းခဲ့တဲ့ဘိုလီးဗီးယားနိုင်ငံမှာရှိတဲ့မြစ်ကြီးတစ်ခုဖြစ်တဲ့ Lake Poopo ဆိုတဲ့မြစ်ကြီးဟာဆိုရင် မကြသေးခင်အချိန်ကစပြီးတော့လုံးဝပျောက်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ရာသီဥတုပြောင်းလဲလာတဲ့အများရေရှားပါမှုတွေကလည်းတဖြည်းဖြည်းနဲ့ပိုများလာနေပြီဖြစ်ပါတယ်။နံပါတ်1နှင်းမကြတော့တဲ့ရေခဲနယ်မြေများ အရင်ကရေခဲပြင်ကြီးတွေနဲ့ဖုံးလွှမ်းနေခဲ့ပြီးခိုက်ခိုက်တုံအောင်ချမ်းတဲ့နယ်မြေတွေမှာလည်းအခုဆိုရင် ရေခဲပြင်တွေနဲ့လာပြီးပဲဖြစ်ပါတယ်။အာတိတ်မှာရှိတဲ့ရေခဲပြင်တွေအားဆိုရင်1980ခုနှစ်နဲ့ရှင်ကြည့်မယ်ဆိုရင်တော့အခုနှစ်မှာတဝက်ကျော်လောက်ရှားပါသွားခဲ့ပြီးပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေကြောင့်ပိုလာဘဲတွေအနေနဲ့လည်းအစာရှာထွက်ဖို့အတွက်အခက်အခဲတွေဖြစ်လာပြီးလူတွေကိုတိုက်ခိုက်မှုတွေအတော်များလာပဲဖြစ်ပါတယ်။ နံပါတ်3ပင်လယ်ရေမြင့်တက်ခြင်းဘန်ကောက် VNDN နဲ့ရန်ကုန်တို့လိုမြစ်ဘေးမှာရှိတဲ့မြို့တွေအနေနဲ့ပင်လယ်ရေမြင့်တက်မှုအနေရကိုရင်ဆိုင်နေရရွယ်ဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကတော့2050ခုနှစ်မှာတချို့မြို့တွေကတကယ်ပဲပင်လယ်ရေကြောင့်ပျောက်ကွယ်သွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒါကဘာဖြစ်လို့လဲဆိုရင်တော့သဘာဝရေခဲပြင်တွေကနေအေးပြောသွားတဲ့ရေတွေများလာပြီးတော့သမုဒ္ဒရာရေတွေဖြစ်နေမြင့်တက်လာကြောင်ပဲဖြစ်ပါတယ်။ ။နံပါတ်၄တစ်တောပျောက်ဆုံးမှုနဲ့တဲကန်နာရကျဲပြန့်လာခြင်း။ CO2 ဓာတ်တွေများလာပြီးဇီဝမျိုးကွဲတွေပျက်စီးလာတဲ့အမျှကမ္ဘာကြီးရဲ့အပူပိုင်းဒေသတွေမှာလည်းအပူတွေပိုများလာကြပါတယ်။ဒါကြောင့်2023ခုနှစ်မှာစပိန်၊ကနေဒါနဲ့ USA စတဲ့နိုင်ငံတွေမှာဆိုရင်တစ်တောမီးလောင်မှုတွေဖြစ်ခဲ့ပြီးတန်းနဲ့ချီတဲ့တစ်တော area တွေမီးလောင်ခဲ့ရပါတယ်။ တချို့ဒေသတွေမှာဆိုရင်90ဒီဂရီဆယ်စီယပ်နီးပါးရှိတဲ့အပူချိန်တွေကြောင့်လူတွေတေဆုံးမှုနဲ့ပါကျဉ်ဆိုင်လာရပြီဖြစ်ပါတယ်။ဒီလိုအပူဒဏ်ကြောင့်သစ်တောတွေပျောက်ကွယ်သွားရတာနဲ့အများအသေးကန်နာရတွေကလည်းပိုပိုပြီးတော့အများပြားနေပြီပဲဖြစ်ပါတယ်။နံပါတ်5မျိုးပြတွေပါအန္တရာယ်များလာခြင်း မျိုးပြဒေတာတွေကဓာတ်ငွေတွေအများဆုံးထွက်တဲ့နေရာတွေဖြစ်ကြတဲ့အပြင်ယာတိဥရုအပြောင်းလဲအတွက်လည်းထိရောက်မှုရှိဆုံးနေရာတွေပဲဖြစ်ပါတယ်။အခုဆိုရင်တော့မျိုးတွေမှာတစ်ပင်တွေနဲပါလာတာကြောင့်ပူပူပူလာကြသလိုရေတွေမရှိတာကြောင့်လည်းရေနံစက်တွေပျက်စီးနေကြပြီပဲဖြစ်ပါတယ်။ဒါအပြင်လေတုညဉ့်ဉန်းမှုကလည်းလူတွေရဲ့အသက်အန္တရာယ်ထိပါချိန်ချောက်နေပြီပဲဖြစ်ပါတယ်။ ဒါကြောင့်ရာသီဥတုဖောက်ပြန်မှုဟာမြို့ပြတွေကနေစပြီးမြို့ပြတွေကပဲအန္တရာယ်အများဆုံးဒေသတွေဖြစ်လာနေပြီဖြစ်ပါတယ်။အခုပြောပြပေးသွားတဲ့အချက်တွေကတော့ရာသီဥတုဖောက်ပြန်မှုတွေကြောင့်ကမ္ဘာကြီးမှာရင်ဆိုင်လာမယ့်အချက်တွေပဲဖြစ်ပါတယ်။ဒီလိုအခြေအနေမှာသတိမထားဘဲနေမယ်ဆိုရင်တော့မြို့တော်ကြီးတွေပျောက်ဆုံးတာအစားအစာရှာပါခြင်းနဲ့လူအသက်တွေတည်ဆုံးခြင်း စားတဲ့အလွန်ဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်အခုလိုမျိုးဖြစ်ရဆိုးတွေမကြုံရဖို့အတွက်အခုချိန်ကစပြီးတော့တဘာဝထိန်းသိမ်းရေးကိစ္စတွေကိုအားတုံခွန်ဆိုင်လုပ်ကြဖို့လည်းလိုပါတယ်။ကဲအခုလိုဘ ഹു တုတရစရာအကြောင်းအရာလေးတွေကို channel လေးမှာအမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။